င်းတို့ချွေချင်းစတော်ဘုရားကြီးဆုံးမတာတခုရှိတယ်။နောက်စတော်ကြီးကဥမာပေးပြီးတော့ဆုံးမတဲ့နေရာမှာ အလွန်မတော်တယ်ကျွမ်းကျင်တယ်လို့ဆိုရမယ်။ဘာပြောတာတုံးဆိုတော့တစ်ပင်ကြီးများဟာတဲ့။နော်သူ့ကိုခုတ်နေတဲ့လူကိုသူ့ကရုံးဖြစ်မသွားမချင်းအကုန်လုံးပြုတ်ပြက်မသွားမချင်းသူ့ကိုခုတ်နေတဲ့လူကိုအရေးနဲ့အေးစီတယ်တဲ့။သူပြောတာလေဘလောက်လှပါတော့။နော်တစ်ပင်တစ်ပင်ကိုလူကခုတ်နေတယ်။ အောက်ကသူအကန်းကြီးကျိုးကြပြီးတော့သူအမြစ်ကနေထောင်းပြီးတော့လဲမသွားမချင်းအဲ့ဒီခုတ်နေတဲ့လူကိုပဲဘာလို့လဲအရှိနဲ့အေးစီတယ်တဲ့သူကောင်သူတော်ကောင်းနေဆိုတာအဲ့ဒီတိုင်းပဲတဲ့နော်အမွှေးနှံ့တာများဟာသူ့ကိုမီးရှို့တဲ့လူကိုပဲသူပြာကြမသွားမချင်းအမွှေးရင်နဲ့နဲ့တင်းပြန့်စီတယ်တဲ့ဟောနော်ဒါကြောင့်သူတော်ကောင်းတွေကကိုယ့်ကိုနှိပ်စက်တဲ့လူကိုပဲမေတ္တာတရားနဲ့အေးချမ်းစီသေးတယ်ဒါက ဟိုတရားဓမ္မတို့ဦးဇင်းတို့တွေညှော်မှန်းတဲ့တဲ့အရာတစ်ခုပေါ့နော်နိုင်မှုကိုအဲ့လိုဖြစ်အောင်မညှော်မှန်းနိုင်သေးဘူးဆိုရင်တော့အော်သူတော်ကောင်းတွေဆိုတာအဲ့လိုရှိပါလားဆိုတဲ့စိတ်ကလေးနဲ့စိတ်ကိုကြည်နူးသွားအောင်နော်စိတ်ကိုနှစ်သက်သွားအောင်စဉ်းစားမယ်ဆိုရင်အများကြီးမကောင်းဘူးလားကောင်းတယ်နော်ဗရမ ्या ကြောင့်များဟာတဲ့သူ့ကိုတွေးနေတဲ့လူကိုပဲသူမကုံမချင်းဒီအယောင်အလင်းကလေးနဲ့နှစ်သက်စီတယ်တဲ့အဲ့သူတော်ကောင်းတွေကိုသူကဥမာပေးတာပါနော်တပည့်ကြီးတွေနဲ့ဥမာပေးတာရှိတယ်နော် မွေနံသာတိုင်းနဲ့ဥမာပေးတာရှိတယ်ပရမယကြောင့်လည်းဥမာပေးတာရှိတယ်။ဒါကြောင့်ယက်စွာဘုရားဟောထားတာလည်းရှိတာ哦။ဟိုလောကကြီးမှာအာဆိုတာအမျိုးမျိုးရှိတယ်တဲ့။ကလေးတွေရဲ့အာကတော့ဘာလဲဆိုတော့ငိုကြွေးခြင်းပဲတဲ့။ကလေးတွေရဲ့အာပါတော့ငိုကြွေးခြင်းသူဘာမှမတက်နိုင်ဘူးလေသူတို့ကငိုဖို့ပဲတက်နိုင်တာ။ဟုတ်တယ်မလား။ဘာမှလည်းသူတို့လုံနိုင်တာမဟုတ်ပြောနိုင်တာမဟုတ်စိတ်တိုင်းမကြဘူးဆိုရင်လည်းငိုလိုက်မှာပဲ။သူတို့လိုချင်တာရှိတယ်ဆိုရင်လည်းငိုလိုက်မှာပဲ။ လေးတွေရဲ့အာမူကျွေးခြင်းနဲ့မတုက္ကမတွေရဲ့အာကအမျက်ထွက်ခြင်းနဲ့ဟာမတုက္ကမတွေကြီးများဒါအများကြီးစဉ်းစားရကောင်းတယ်နော်အဲ့ဒါဟုတ်မဟုတ်တမ်းမြတ်စွာဘုရားဒီတိုင်းဟောတာဒါမတုက္ကမတွေရဲ့အာပါလေတော့အမျက်ထွက်ခြင်းနဲ့မကျင်တတ်တာကိုမြန်မြန်ဆန်ဆန်ပြတတ်တယ်မြန်မြန်ဆန်ဆန်ဖြစ်တတ်တယ်အမျက်ထွက်လွယ်တယ်ဟုတ်လားလူဆိုးတခုတွေရဲ့အာကတော့လက်နဲ့ပဲတဲ့လက်နဲ့ရှိရင်သူတို့ကထောင်း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 ရှိတယ်။ဘာပညာမှမရှိဘူ ဟုတ်လားတိုင်းပြည်အုပ်ချုပ်မင်းလုပ်ကြတဲ့ပုံကိုယ်ရဲ့အားကတော့အစိုးရချင်းပဲတဲ့ဟုတ်လားလူမိုက်တည်းရဲ့အားကတော့ကဲ့ရဲ့ချင်းပဲတဲ့ရှာရှာဖူဖေးကဲ့ရဲ့နေတာသူများအပြစ်မြင်နေတာစဉ်းစားတော့တခါကြီးဆုံးမကြီးများဒီဟာကအစိုးဆုံးအားလို့အရင်ထင်တယ်တော့လူမိုက်ရဲ့အားကကဲ့ရဲ့ချင်းနဲ့အဲ့ဒါသူများကိုနှကောင်းရှုပ်သူများမကောင်းတာပဲမြင်နေအမြဲတမ်းကဲ့ရဲ့ချင်းနဲ့စိတ်နဲ့ရှင်အာတော်တော်မိုက်နေပြီလို့စဉ်းစားကိုဟုတ်ကောအဲ့လူမိုက်ရဲ့အားကဘာလဲတော့ ွဲ့ရခြင်းတဲ့အကဲရတဲ့ခြင်းကိုလူမိုက်ဖြစ်နေတာ။နောက်ပညာရှိတို့ရဲ့အားကဘာလို့ဆိုအကျိုးရှိမရှိကိုစဉ်းစားဆင်ခြင်ခြင်းတဲ့။တိချာချာကြည့်တယ်ဒါလို့ရင်ဘာဖြစ်မှာတော့ဒါပြောရင်ဘာဖြစ်မှာတော့ဒါပညာရှိတို့ရဲ့အား။ဘုသူတ္တများတဲ့ပုဂ္ဂိုလ်တွေရဲ့အားကတော့အဖာမဆင်ခြင်ခြင်းတဲ့။သူအများကြီးကြားဖို့နောက်ဝရှိရသူလည်းတော်တော်ကောင်းတယ်။ဟုတ်လား။အေးနောက်ဆုံးအားကဘာလို့ဆိုတော့သူတော်ကောင်းတို့ရဲ့အားကတိခံခြင်းတဲ့။ သိခံခြင်းရှိမှအကောင်းဆုံးဂုံကိုရနိုင်တာ